တော်တော်ရှင်တွေအားလုံးပါလေစွာပါ Development Media Group DMG ရဲ့2025ခုနှစ် April 17ရက်နေ့အတွင်းသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ဌာနဆိုင်ရာဝန်ထမ်းအင်ထောင်တွေကို UNL ကငွေကြေးထောက်ပံ့သွားမယ်သတင်းတောင်ကုန်းမှာတရားထင်တဲ့ mining မိမှုဖြစ်စဉ်နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အကြောင်းရခိုင်နဲ့အင်းင်းချင်းကောင်းပီသားစွာရက်တည်သွားမယ်လို့ချင်းညီနောင်ပြောတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီအစီအစဉ်ကို ကျမဆောင်းစာကြည့်နေအတူကိုအောင်သူရမစောညင်းတို့နဲ့အတူပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ဌာနဆိုင်ရာဝန်ထမ်းအင်ထောင်သေးတွေကို ရွယ်လေကငွေကြေးထောက်ပံ့ပေးတာမျိုးတန်းကိုတန်ဆက်ပေးချင်ပါတယ်။အာရခတက်တော် AA ရဲ့ထင်းရှောင်းနေမြေတွေကဌာနဆိုင်ရာအသေးသေးမှာတာဝန်ထမ်းဆောင်နေရတဲ့အိမ်ထောင်သင်ဝန်ထမ်းတွေ၊ကိုဝန်ဆောင်မိန့်ခန့်တွေနဲ့ကလေးငယ်တွေအတွက်တက်တာရှောင်ရှင်းရည်နဲ့လူမှုဖွံ့ရေးအစံပြေစေဖို့ထောက်ပံ့စရိတ်တွေပေးအပ်သမှဖြစ်တယ်လို့ဝန်ထမ်းအသိုင်းအဝိုင်းတွေစီကသိရပါတယ်။ဘေးဌာနကမစလို့၂ယောက်စလုံးဝန်ထမ်းဖြစ်ရင်ဝန်ထမ်းမိသားစုတစုအတွက်တစ်လောက်ကိုအိမ်ထောင်သင်ထောက်ပံ့စရိတ်ကျန်ွယ်တသိန်းနဲ့ဝန်ထမ်းနဲ့အရသာဖြစ်ခဲ့ရင်တစ်လောက်ကိုကျန်ွယ်၅000ထောက်ပံ့ပေးသွားမယ်လို့သိရ ရပါတယ်ဌာနဆိုင်ရာကဂျာမန်ဝန်ထမ်းတွေဟာအင်ထုပ်ပြုတ်ခွင့်ကျခဲ့ရင်ဌာနချုပ်ကလက်ဖွဲ့ငွေအဖြစ်ကျပ်ငွေစည်သိန်းကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုပဲဌာနဆိုင်ရာဝန်ထမ်းအမျိုးသားနဲ့အရက်သူဒါမှမဟုတ်ဝန်ထမ်းအမျိုးသမီးနဲ့အရက်သားတွေအင်ထုပ်ပြုတ်ခွင့်ကျခဲ့ရင်ဌာနချုပ်ကလက်ဖွဲ့ငွေအဖြစ်ကျပ်ငွေခနေသိန်းကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့မင်္ဂလာဆောင်ဖို့တရားဝင်တံပြတာမျိုးမရှိပဲမိမိသဘောဆန္ဒအလျောက်ရရတရားရုံးတွေမှာမင်္ဂလာဆောင်အင်ထုပ်ပြုတ်တာတွေတရားမဝင်ကိုယ်ယူပေါင်းတဲ့နေထိုင်တာကိုယ်ဝင်ရှိလို့မဖြစ်မနေလက် ထက်ထင်းများသူတွေနဲ့ခွေရလိပ်ပြသူတွေကိုအိမ်ထောင်သေးတောက်ပန်းစီရဲ့၆လအထိဖြစ်တောက်ထားမှာဖြစ်ပါတယ်အမြင့်တန်းဝန်ထံတူရဲ့တရံဝန်ဇနိမ့်ဖြစ်စေအရက်သူဖြစ်စေတောက်ပန်းဝင်လိုအပ်တဲ့ကိုဝန်ဆောင်မိခံလောင်းတူအတွက်ကိုဝန်20ပတ်ပြည်ပြီးတော့20တပတ်အတွင်းကိုရောက်ရင်တလောက်ကိုထောက်ပန်းဝင်ကျပ်9000ရရှိသွားမှာဖြစ်ပါတယ်ဒါပြန်ကလေးမမွေးခံလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူဖို့ထောက်ပန်းစီရဲ့2သိန်းခွဲကလေးမွေးဖွားပြည်လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူနိုင်ဖို့ထောက်ပန်းစီရဲ့2သိန်းခွဲကလေးမွေးဖွားပြည်ရှင်ကစာလုံး9နိုင်ပြတဲ့အထိအာဟာရပြည့်ဝစွာကျ ေးမွေးနိုင်ဖို့အသုံးဆောင်ပစ္စည်းတွေကိုဝယ်ယူနိုင်ဖို့ကလစ်တို့အတွက်တလောက်ကိုထောက်ပံ့စရာတသိန်းကျပ်အထိထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်ဒီလိုပါပဲအသက်6နှစ်ကနေဆင်းနေပြတဲ့အထိအာရပြေဝါစာကြေးမွေးနိုင်ရတဲ့အသုံးဆောင်ပစ္စည်းတွေဝယ်ယူနိုင်ဖို့ကလစ်တို့အတွက်တလောက်ကိုထောက်ပံ့စရာ9000ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာအာရခတ်တက်တော်ဟာမြို့နယ်ဆင်ကာကူကိုအပြစ်သက်သိမ်းပိုက်ထားပြီးအုပ်ချုပ်ရေးတရားစီရင်ရေးကျန်းမာရေးပညာရေးစတဲ့လုပ်ငန်းတွေကိုကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့လေပတ်နေကြတာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ မိုင်းကြောင်တရက်အတွင်းတောင်ကုန်းဒေသခံတို့ဦးတန်ရတဲ့တဲ့င်းကိုတင်ဆက်ပေးရှင်ပါတယ်ရခိုင်ပြည်တောင်ကုန်းမြို့နယ်မှာမိုင်းနစ်မိမှုကြောင့်တရက်အတွင်းကလေးငယ်တဦးနဲ့လူငယ်တဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။ဝက်ပြေးကြီးရွာကအသက်၁၀နှစ်အရွယ်မှ၈ဆုမှာအေဘရီဆေးရဲ့မနက်ပိုင်းမှာဖခင်ဖြစ်သူနဲ့အတူရွာနီးတောင်ပေါ်ကိုဟင်းရှာဖို့သွားချိန်မိုင်းနစ်မိပြီးညဘက်ရှိတောက်ပြတ်ထွက်တောက်ခဲ့တာပါ။ အဲ့ဒီလိုပါပဲတောင်ကုန်းမြို့နယ်ဖုံညိုကျေးရွာကအသက်22နှစ်အရွယ်ကိုခင်ဆန်းမောင်မှလည်းဧပြီဆယ်ရက်မနက်စင်နာရီလောက်ကစစ်ကောင်စီရဲ့အမတ်ငါစစ်စင်ရေးကွက်ကွေးမှုဌာနချုပ်ဟောင်းဤရှင်းရှာဖို့တော်ချိန်မိုင်းနေမိပြီးညာဖက်ရှိတော့ကိုဆုံရှုံခဲ့ရပါတယ်။ လက်ရှိမှိုင်ကြောင်တရားရရှိသူနှုတ်ဦးမှာအရေးပေါ်စေဝါကုသမှုခံယူနေရတယ်လို့သိရပါတယ်။ရခိုင်ကဒေသခံတွေမှာအလောက်ကန်ရှာပါမှုကုန်စင်းမှုမြင့်တက်တာတွေကြောင့်တောတောင်ကိုတွားရောက်ပြီးဟင်းသီးဟင်းရက်တွေကိုရှာပွေစားသောက်နေကြရပြီးအဲ့ဒီလိုလောက်ကန်စားသောက်ချိန်မှာလည်းမိုင်းနေမီပြီးထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။ DMG ကပြုစုထားတဲ့စည်ရင်အရယခု April လအတွင်းရခိုင်မှာမြေမြုပ်မိုင်းနှံစစ်ကြံလက်နက်ကြောင်းထိခိုက်ဒေဆုံးသူ၁၀ရောက်လောက်အထိရှိလာနေပြီဖြစ်ပါတယ်။ နိုင်ငံတောင်တန်းတကြောစစ်ကောင်စီကလန်နန်ကြီးလေကြောင်းပြစ်ခတ်မှုနှင်းစင်ပြုလုပ်နေတဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နယ်ရကန်တပ်စခန်းကိုယာယီအဖြစ်ရချင်းကဆလို့အရခတက်တော်နဲ့ပူပေါင်းတက်တော်ကထိုးစစ်တွေကိုရန်နာထားပေမဲ့စစ်ကောင်စီဘက်ကလက်နက်ကြီးလေကြောင်းပစ်ခတ်မှုနေစဉ်ပြုလုပ်နေတယ်လို့အေအေစေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။နယ်ရကန်တောင်တန်းတကြောအရခတက်တော်တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့တန်ပြရရှိတဲ့နေရာတွေကိုဒရုန်းနဲ့ကင်းထောက်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလိုမြေပြင်အထိုင်တပ်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေပါတယ်။ စစ်ကောင်စီရဲ့ပြစ်ခတ်မှုနဲ့အတူအာရခတပ်တော်ဘက်ကလည်းတံပြန်တိုက်ခိုက်မှုတွေရှိပြီးဧပြီလ10ရက်နေ့မှာစစ်ကောင်စီကင်ထောင် drone တစ်စင်းကိုအေအေကပစ်ချနိုင်ခဲ့တယ်လို့စစ်ရေးတည်င်းရင်းမြစ်တွေစီကသိရပါဗျ။နယ်ရကန်ပြူဟာစခန်းကိုဖေဖော်ဝါရီလဒုတိယအပတ်ကစလို့အေအေနဲ့ပူပေါင်းတပ်တို့ကထိုးစစ်ဆင်နေတာဖြစ်ပြီးငလျင်ပင်းတန်တင်ပြည်သူတွေအတွက်ကုညီကေစရဲ့လုပ်ငန်းတွေဆောင်ရွက်နိုင်ရေးယာယီအပြည့်ရပ်ပြည့်ရဲ့နောက်ထိုးစစ်တွေကိုရပ်ထားတာဖြစ်ပါတယ်။ တတန်းတွေကိုဆက်လက်တန်ဆက်ပေးနေပါတယ်။ရခိုင်နဲ့အင်းနီရှန်ကောင်းပိသားစာရက်တဲ့တမဲလို့ရှမ်းရှင်တော်ပြောတဲ့တတန်းကိုတန်ဆက်ပေးချင်ပါတယ်။စစ်အာဏာရှင်စနဲ့အလုံးစုံရှုံညင်ပြီးတော့အမျိုးသားတန်းတွေရဲ့ကိုကမာကိုဖန်တီးရဲ့အတွက်အာရခတ်ဒေသနဲ့ပြည်သူတွေနဲ့ရှမ်းပြည်သူတွေရဲ့အကျိုးစီးပွားကိုအပြန်အလှန်စောင့်ရှောက်ပြီးအင်းနီရှန်ကောင်းပိသားစွာရေရှည်လက်တွေရှိတတ်တော်မဲလို့ရှမ်းရှင်တော်အဖွဲ့ကပြောဆိုလိုက်ပါတယ်။မနေ့ကအီဗီလာစီရင်နေမှာကြာရောက်ခဲ့တဲ့အာရခတ်တက်တွေရဲ့ဆေးရှောင်းနေမြောက်တက်တည်ထောင်တဲ့နေ့ကိုပေးပို့တဲ့တဝန်လာမှာဒီလိုရက်သားပြောဆိုရတာပါ။ အာရခတက်တော်ဟာပထဝီနေမြေရှမ်းဆက်ဆက်နေတဲ့ရှမ်းပြည်နယ်ကိုမြို့သိမ်းတိုက်ပွဲတဲ့အောင်မြင်စွာဆန်နေတဲ့အထိလေကျံပေးတာလက်နက်ကိရန်တက်ဆန်ပေးတာနိုင်ငံရေးအကူအညီပေးတာတွေအများကြီးရှိခဲ့တယ်လို့ဆိုထားပါဗျ။ဒီလိုပါပဲစစ်ကောင်စီလက်အောက်ကလွတ်မြောက်ရေးဂျိုးပန့်မွန်အသက်ခံတာနဲ့ကိုလန်အန်ကပေးဆက်ခဲ့တဲ့အာရခတက်တော်နဲ့တက်ဖွန်တွေကိုလည်းရှမ်းပြည်နယ်ကကျေးဇူးတင်ကွန်ပျူတယ်လို့ဆိုထားပါဗျ။အာရခတက်တော်ဟာရှမ်းပြည်နယ်အပအဝင်မြန်မာပြည်သူတရားလုံးလော်လာနေတဲ့စစ်အာဏာရှင်စနစ်ရှုံးညင်းရဲ့အတွက်ကြီးစွာအထောက်အပံ့နဲ့ညှဉ်းဆဲတဲ့ပြေခဲ့တယ်လို့ရှမ်းပြည်နယ်အဖွဲ့က ောထားပါတယ်။အာရခပြည်သူတရားလုံးလိုလားနေတဲ့နိုင်ငံရေးစည်ရေးရမရှိတဲ့ကိုအမြန်ဆုံးအကောင့်တွေဖွင့်နိုင်ဖို့ကိုလည်းဆန္ဒပြုတယ်လို့တဝန်လာမှာရေးသားထားပါတယ်။ရှင်းရှင်းတော့ဟာအာရခတက်တော်နဲ့မဟာမိတ်ဖွဲ့ထားပြီးတော့ရှမ်းပြည်မှာရှိတဲ့မတူပီကမ်ပလက်မန်တက်ဖလန်းမျိုးတို့ကိုတင်ပယ်ရရှိထားတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မြမအရင်နဲ့ဆက်ဆက်တဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါသေးတယ်။အဲ့ဒီသတင်းကတော့ငလျင်အကူအညီစစ်ကောင်စီကိုပေးမှာမဟုတ်ဘူးလို့တောင်ကိုရီးယားအမတ်တွေပြောတဲ့သတင်းပဲဖြစ်ပါသေးတယ်။ မြန်မာနိုင်ငံကငလျင်တန်းတင့်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအထောက်ပံ့တွေကိုစစ်ကောင်စီစီကိုတိုင်းရိုက်ပေးအပ်မှာမဟုတ်ကြောင်းမြန်မာပြည်သူတွေလက်ထက်ရောက်ရှိအောင်နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင်ပေးအပ်သွားမှာဖြစ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်တွေကဧပြီလ10ရက်နေ့မှာပြောလိုက်ပါတယ်။ဆိုမျိုးကိုရီးယားလွှတ်တော်မှာကျင်းပတဲ့မြန်မာအရေးကြားနာဝင်မှာပြောကြားခဲ့တာပါ။ ဒီကြောင်နာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရင်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ NUG ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုစလင်ဦးရန်နိုင်ထွန်းအပါအဝင်ကိုရီးယားနိုင်ငံရောက်ဒီမိုကရေစီအရေးလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ NUG လူခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကအာဏာသိမ်းလက်နက်အတွင်းစစ်ကောင်စီရဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေ NUG နဲ့တိုင်းရင်းသားအင်အားစုတွေရဲ့စုံမအုပ်ချုပ်ထားမှုအခြေအနေသကိုင်းငလျင်ကြီးကြောင့်ပြစည်းဆုံးရှုံးမှုတွေနဲ့ NUG ရဲ့အကူအညီကေဆေးရေးဆောင်ရွက်ချက်တွေငလျင်ပေးတံအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေငလျင်အပေါ်စစ်ကောင်စီရဲ့တုံ့ပြန်မှုနဲ့နိုင်ငံတကာကသတိပြုရမယ့်အချက်တွေကိုတင်ပြခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ယင်းနှိမ့်နှံမှုတွေကိုပိတ်ပင်ဖို့စစ်လက်နက်လေယာဉ်စီတွေနဲ့ဤပညာထောက်ပံ့တာတွေကိုပိတ်ပင်ဖို့စစ်ကောင်စီနဲ့တန်တမန်ရဲ့အဆက်ဆံမလုပ်ဖို့နဲ့တင်ပါမင့်ရွေးကောက်ပွဲကိုအသီးမမပြုဖို့စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝမှုတွေကိုနိုင်ငံတကာမှာတရားစွဲဆိုရာမှာပါဝင်ပေးဖို့တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှနာလိုက်ပါတယ် ရခိုင်ပြည်တွင်းကသတင်းအကြောင်းအရာတွေအပါအဝင် တခြားဒေသကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း669639 643 633ကိုလုံခြုံစိတ်ချစွာနဲ့စောင့်တွေ့ပေးပို့နိုင်ပါတယ်။ ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ညာရှင်းနိုင်ရင်အချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။